အားလုံးပဲမင်္ဂလာပါ Western Wave မြန်မာမှာပြန်လည်ဆူဆူလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဆောင်းလေးကတော့ကပ္ပကျော်စာရေးဆရာနဲ့စိတ်ပညာရှင် Daniel Goldman ရေးသားထားတဲ့ Emotional Intelligence ဆိုတဲ့ဆောင်းလေးပဲဖြစ်ပါတယ်လူငယ်တဲ့နှစ်ပေါင်းများစွာကတည်းကလူအဖွဲ့အစည်းမှာလူတယောက်ရဲ့အောင်မြင်မှုကိုဉာဏ်ရည်ဉာဏ်တွေ IQ နဲ့ပဲအဓိကတိုင်းတာခဲ့ကြပါတယ်စာတော်တဲ့သူတင်ချာတော်တဲ့သူ ကျောင်းမှာထူးချွန်တဲ့သူဆိုရင်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်မယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ကိုမန်းကတော့ဒီလိုအယူအဆဟာမပြည့်စုံသေးဘူးဆိုတာကိုထောက်ပြခဲ့ပါတယ်။ကိုပိုင်ဘဝမှာ အလောအကိုင်နဲ့လူမှုဆက်ဆံရေးတွေမှာ IQ တစ်ခုတည်းနဲ့လုံလောက်မှုမရှိပါဘူး။တကယ်တမ်းမှာ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ဉာဏ်သွေး EQ ဟာ IQ နဲ့တန်းတူဒါမှမဟုတ် ပူရာအရေးပါတဲ့အခန်းခဏကနေပါဝင်နေတယ်ဆိုတာကိုသိပ္ပံနည်းကြလေးလာတွေ့ရှိချက်တွေစိတ်ပညာဆိုင်ရာအထောက်အထားတွေနဲ့အတူဒီစာအုပ်မှာအခိုင်အမာဖော်ပြထားပါတယ်။လူတွေဟာစိတ်ခံစားမှုတွေနဲ့မကင်းနိုင်ကြပါဘူး။ဒီတော့စိတ်ခံစားမှုတွေကိုဘယ်လိုနားလည်ရမလဲ။ဘယ်လိုကောင်းမွန်စွာထိန်းချုပ်ပြီးမှန်မှန်ကန်ကန်အသုံးပြုရမလဲဆိုတာကိုနားလည်ဖို့လိုအပ်လာပါတယ်။ ကိုယ့်ရဲ့ခံစားချက်တွေကိုကောင်းစွာထိန်းချုပ်ခိုင်းစေနိုင်မည်ဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝအရေးအသွေးကိုမြင့်တင်နိုင်သလိုသူတစ်ပါးနဲ့ပုံမှုခိုင်မာပြီးအပြုတ်တဘောဆောင်တဲ့ဆက်ဆံရေးတွေကိုလည်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒီတော့စာရေးသူရဲ့ emotional intelligence စာအုပ်ကနေစိတ်ခံစားမှုကဘာကြီးကိုဘယ်လိုမျိုးနားလည်ပြီးပုံမှုကောင်းမွန်တဲ့ဘဝတစ်ခုကိုထုဆက်ပုံဖော်နိုင်မလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ပါ။ ဒီစာအုပ်ကိုအပိုင်း၅ပိုင်းနဲ့ဖော်ပြသွားမှာဖြစ်ပြီးခေါင်းစဉ်အောက်မှာရှိတဲ့မိုးကိုနှိပ်ပြီးတော့လဲနှစ်သက်ရအပိုင်းလိုက်နားဆင်နိုင်ပါတယ်။အပိုင်းသက်မိမိကိုယ်ကိုသိရှိနားလည်ခြင်း self awareness မိမိကိုယ်ကိုသိရှိနားလည်ခြင်းဆိုတာကိုယ့်ရဲ့အသွင်းစိတ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းရှိရာကိုဆိုလိုတာပါ။ဒါကကိုယ့်ရဲ့ခံစားချက်တွေ အတွေးတွေစိတ်နေစိတ်ထားတွေအားသာချက်တွေအားနည်းချက်တွေ ကိုပိုင်တန်ဖိုးတွေနဲ့ဘဝရည်မှန်းချက်တွေကို ကိုယ်တိုင်နားလည်သဘောပေါက်နိုင်စွမ်းရှိခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တအူးချင်းစီမှာမတူညီတဲ့စိတ်ခံစားချက်တွေနဲ့တုံ့ပြန်မှုတွေရှိကြပါတယ်။ဥပမာကိုကဘလို့အခြေအနေမျိုးမှာစိတ်တူတတ်တယ်လဲ။ဘယ်အချိန်မှာပျော်ရွှင်ရတယ်လဲ။ဒါမှမဟုတ်ဘေးအရာတွေကကိုယ်ကို စိုးရိမ်ပူပန်စေတယ်လေစတာတွေကိုသိရှိခြင်းမှာ ကိုရဲ့စိတ်ခံစားမှုတွေဘာကြောင့်ဖြစ်ပေါ်လာရတာလဲသူတို့ကကိုယ့်အပေါ်ဘလို့တက်ရောက်မှုရှိနေလဲဆိုတာကိုတတိပြုမိခြင်းဟာ self awareness ပဲဖြစ်ပါတယ်။စာရေးသူက self awareness ကိုပိုပြီးနားလည်လွယ်အောင် အချက်၃ချက်နဲ့ဖော်ပြထားပါတယ်။ပထမဆုံးအချက်ကတော့စိတ်ခံစားမှုတွေကို သိရှိခြင်းဖြစ်ပါတယ်။ ဂျန်ဟာအချိန်နဲ့တပြေးညီကိုရဲ့စိတ်ခံစားချက်တွေကိုတတိပြုမိပြီးအဲ့ဒီခံစားချက်ကိုမှန်ကန်စွာနမည်တက်နိုင်စွမ်းရှိရာကိုဆိုလိုတာပါဥပမာအားဖြင့်တင်ဟာလူတယောက်ရဲ့ဝေဖန်မှုကို ခံရတဲ့အခါစိတ်တူတာ စိတ်ပြက်တာဒါမှမဟုတ်စိတ်မတက်မတာဖြစ်တာစသဖြင့်ဘလို့ခံစားချက်မျိုးဖြစ်ပေါ်လာတယ်ဆိုတာကို သိတာမျိုးပါ အခုငါစိတ်တူနေတယ်ငါစိတ်မလုံခြုံဘူးလို့ခံစားရတယ် စသဖြင့်ကိုယ့်ရဲ့ခံစားချက်ကိုတိတိကျကျဖော်ပြနိုင်ခြင်းဟာ emotional awareness ပါပဲ။စာရေးသူရဲ့အဆိုအရကိုယ်ခံစားချက်တွေကိုမသိဘဲလျှင်လျူရှုထားတာဟာကိုယ့်ရဲ့ဘဝကိုစိတ်ခံစားမှုတွေကလွှမ်းမိုးခွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။ဒီအချက်ဟာကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေကိုနားလည်ဖို့အခြေခံအကျဆုံးသောအချက်ဖြစ်ပြီးဒီအစင်းကနေမှသာနောက်ဆက်တွဲခံစားချက်တွေကိုကောင်းစွာထိန်းချုပ်နိုင်မှာဖြစ်ပါတယ် ဒုတိယအချက်ကတော့မိမိကိုယ်ကိုတိကျစွာအကယ်ဖြတ်နိုင်ခြင်းဖြစ်ပါတယ်။တန်ဟာကိုယ့်ရဲ့အာသာချက်တွေနဲ့အားနည်းချက်တွေကိုလက်တွေ့ကျကျမြင်တတ်ပြီးဝေခံနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။လူအများစုဟာကိုယ့်ရဲ့အာသာချက်တွေကိုပဲမြင်ပြီးအားနည်းချက်တွေကိုလျှို့ယူရှုတတ်ကြပါတယ်။ဒါပေမဲ့ self awareness မြင့်မားတဲ့သူတွေကတော့ကိုယ့်ပဲအရာတွေမှာထူးချွန်တယ်လေ။ ဘေးရာတွေမှာတော့အားနေချက်ရှိနေသီးလင်းဆိုတာကိုမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ဥပမာကို့မှာခေါင်းဆောင်မှု အရေးချင်းကောင်းတွေရှိတယ်ဆိုတာကို သိတယ်လို့လူအများရှိမှစကားပြောရတာအားနေချက်ရှိရဲဆိုတာကိုလည်းယူသားစွာဝန်ခံနိုင်တာမျိုးပါ။ကိုယ့်ရဲ့ကန့်သက်ချက်တွေကိုသိရှိခြင်းအပြင်တိုးတက်ဖို့အတွက်လိုအပ်တဲ့သင်ယူမှုတွေနဲ့လေ့ကျင့်မှုတွေကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဂျာဟာမိမိကိုကိုအားနည်းချက်တွေနဲ့အတူလက်ခံပြီးပုံမူကားမွန်အောင်ပြောင်းလဲဖို့အခွင့်အလမ်းတွေကိုရှာဖွေတာဖြစ်ပါတယ်။တတိယအချက်ကတော့မိမိကိုကိုယုံကြည်မှုရှိခြင်းဖြစ်ပါတယ်။ဂျာကကိုယ့်ရဲ့တန်မှုတွေစွမ်းဆောင်ရည်တွေနဲ့လောက်ကနိုင်စွမ်းတွေအပေါ်ခိုင်မာတဲ့ယုံကြည်ချက်ရှိတာကိုဆိုလိုပါတယ်။ self awareness မြင့်မားတဲ့သူတွေဟာကိုယ့်ရဲ့အာသာချက်တွေကိုကောင်းကောင်းသိရှိလာတဲ့အခါအဲ့ဒီအာသာချက်တွေအပေါ်ယုံကြည်မှုပိုပြီးတိုးလာပါတယ်။ ကိုကိုကိုကောင်းကောင်းသိရှိပြီးအားနည်းချက်တွေကိုလည်းလက်ခံနိုင်တဲ့အခါမှာမလိုအပ်တဲ့တန်တရားတွေ၊ကြောက်ရွံ့မှုတွေညှော်နေလာပြီးပူပြီးတတိရှိရှိ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချမှတ်လာနိုင်ပါတယ်။ဒီယုံကြည်မှုကပဲစိန်ခေါ်မှုတွေကိုရှင်ဆိုင်ကြဖြတ်ဖို့နဲ့ပန်းတိုင်တွေစီရောက်ဖို့အတွက် အတွင်းစိတ်ခွန်အားအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ကိုကိုကိုယုံကြည်မှုရှိခြင်းဟာကြော်ရွှင်ပြီးအောင်မြင်တဲ့ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့စိတ်ထက်ခွန်အားပဲဖြစ်ပါတယ်။ မိမိကိုယ်ကိုသိရှိနားလည်ခြင်း self awareness ဟာကိုယ့်ရဲ့အတွင်းစိတ်ကပ္ပကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင်ကုညီပေးတဲ့မှန်တစ်ချက်လိုပါပဲဒီမှန်ကိုပုံမှန်ကြည့်ပြီးကိုယ့်ကိုယ်ကိုစမ်းစစ်ခြင်းအပြင် ပုံမူပြည့်စုံတဲ့ပုံမူပျော်ရွှင်တဲ့ဘဝတစ်ခုကို ပုံဖော်နိုင်မှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် EQ ကိုတိစောက်တဲ့ပထမဆုံးနဲ့အခေယာကျတဲ့ခြေလှမ်းပဲဖြစ်ပါတယ် အပိုင်းနဲ့မိမိကိုယ်ကိုထိန်းချုပ်ခြင်း self regulation self regulation ဆိုတာကိုယ့်ရဲ့စိတ်ခံစားမှုတွေနဲ့အပြုမှုတွေကိုထိန်းချုပ်နိုင်စွမ်းရှိတာကိုဆိုလိုတာပါ။ဒါဟာ EQ ရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီးပထမအဆင့်ဖြစ်တဲ့မိမိကိုယ်ကို သိရှိနားလည်ခြင်း self awareness နဲ့တိုင်းရိုက်ဆက်ဆက်နေပါတယ်။ကိုယ့်ရဲ့ခံစားချက်တွေကို သိရှိနားလည်ပြီးဆိုရင်နောက်တစ်ဆင့်အနေနဲ့ အဲ့ဒီခံစားချက်တွေကိုဘလို့ကင်တွဲဖြည့်ရှင်းမလဲဆိုတာကိုလေ့လာရမှာပါ လူသားတွေဟာဒေါသစိုးရိမ်စိတ်စိတ်ပြက်အားငယ်မှုဝန်းနေမှု စတဲ့အဖြစ်တဘောဆောင်တဲ့ခံစားချက်တွေနဲ့ရှင်းစာရတတ်ပါတယ်ဒီလိုခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါမှာစိတ်လိုက်မှန်ပါလုံးမိတာမျိုးဆုံးဖြတ်ချက်မှားတွေချမိတာမျိုးမဖြစ်ရအောင်ထိန်ထုံနိုင်စွမ်းရှိဖို့ကအရေးကြီးပါတယ် self regulation ဟာ ီလို အခြေအနေတွေမှာစေချံတောင်တရားနဲ့တည်တည်ငြိမ်ငြိမ်တုံ့ပြန်နိုင်အောင်ကူညီပေးပါတယ်။စာရေးသူက self regulation ကိုအချက်၅ချက်နဲ့ရှင်းပြထားပါတယ်။ပထမဆုံးအချက်ကတော့မိမိကိုယ်ကိုထိန်ချုပ်နိုင်စွမ်းပါ။ဒါကကိုယ့်ရဲ့ပြင်းထန်တဲ့စိတ်ခံစားမှုတွေအထူးသဖြင့်အပြတ်တဘောဆောင်တဲ့စိတ်ခံစားမှုတွေဖြစ်ပေါ်လာတဲ့အခါမှာအဲ့ဒီစိတ်ခံစားမှုတွေကိုထိန်ချုပ်နိုင်စွမ်းရှိရာကိုဆိုလိုပါတယ်။ဥပမာ ဒေါရာထွက်နေချိန်မှာရှမ်းလိုစွာတုံ့ပြန်တာမျိုးမလုပ်မိအောင်ကိုကုတ်ကိုထိန်းထားနိုင်တာစိတ်ပူပန်မှုကြောင့်အရေးကြီးတဲ့အလုပ်တစ်ခုကိုပြက်ကွက်တာမျိုးမဖြစ်အောင်ထိန်းချုပ်ထားနိုင်တာမျိုးပါဒီဆွမ်းရည်ကစိတ်ခံစားမှုတွေကနေဖြစ်လာတဲ့တွန်းအားတွေကိုချက်ချင်းလိုက်မလုပ်မိအောင်တားဆီးပေးပါတယ်ဒုတိယအချက်ကတော့စိတ်ချယုံကြည်နိုင်စွမ်းမှာမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတွေဟာကိုယ်ချင်းတရားမြင့်မာပြီးရိုးသားကြပါတယ် သူတို့ဟာကိုယ့်ရဲ့ကတိတွေတာဝန်တွေကိုခြေပွန်အောင်ဆောင်ရွက်တတ်ကြပြီးခက်ခဲတဲ့အခြေအနေတွေမှာတော့ကိုယ့်ရဲ့စံနှုန်းတွေကိုဆွဲကင်ထားနိုင်စွမ်းရှိပါတယ်။ဒါကြောင့်သူတို့ဟာသူတစ်ပါးရဲ့ယုံကြည်မှုကိုရရှိပြီးလူမှုဆက်ဆံရေးနဲ့လုပ်ငန်းခွင်မှာပါအားထားရသူတွေဖြစ်လာပါတယ်။တတိယအချက်ကတော့ရိုးသားဖြောင့်မတ်မှုပါ။ဒီအချက်ဟာ ကိုယ်တိုင်လှုပ်ဆောင်ရမယ့်အလုပ်တွေကိုစူးစမ်းအထောက်ပြီးတာဝန်ယူမှု တာဝန်ခံမှုရှိရှိလှုံ့ဆော်တတ်ကြကိုဆိုလိုပါတယ်။အခက်ခဲတွေအနောက်ရှက်တွေကြုံလာရင်တော့ပန်းနိုင်ရအောင်စေတနာထားပြီးဇွဲမလျှော့ပဲလှုံ့ဆော်တတ်ပါတယ်။ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေ၊လုံဆောင်ချက်တွေအပေါ်တာဝန်ယူသက်ခြင်းကလည်း self regulation ရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။စတုထအချက်ကတော့လိုင်ရောညှိထွေမှုရှိဖို့ပါ။ခင်မြစွာပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာအခြေအနေအသစ်တွေအခက်အခဲအသစ်တွေနဲ့ရှင်ဆိုင်ရတဲ့အခါ လွယ်လွယ်ကူကူလိုက်ရောညီထွေဖြစ်အောင်နေနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။စိတ်ခံစားမှုတွေကိုထိန်ချုပ်နိုင်သူတွေဟာမမျော်လင့်တဲ့အပြောင်းအလဲတွေနဲ့ကြုံရတဲ့အခါမှာထိတ်လန့်တုန်လှုံမနေပဲစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးအပြေရှာနိုင်စွမ်းရှိပါတယ်။ပြင်စမအချက်ကတော့စမ်းသစ်တည်ထွင်နိုင်စွမ်းဖြစ်ပါတယ်။မိမိကိုယ်ကိုကောင်းစွာထိန်ချုပ်နိုင်တဲ့သူတွေဟာစိတ်ပိုင်းဆိုင်ရာအလုံးချုံမှုရှိပြီးအငြေတွေကိုရေရှဲဝွင့်ဝွင့်ရင်ဆိုင်နိုင်စွမ်းရှိတာကြောင့် အသည့်အစံတွေကိုစံတက်ဖို့နဲ့တိထွင်ဖန်တီးဖို့ပိုပြီးအလားအလာရှိပါတယ်။သူတို့ဟာမရေရာတဲ့အခြေအနေတွေကိုလက်ခံနိုင်ပြီးလက်ရှိအခြေအနေထက်ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေကိုအမြင်ရှာဖွေနေတတ်ပါတယ်။မိမိကိုယ်ကိုထိန်ချုပ်နိုင်ခြင်း self regulation ဟာကိုယ့်ရဲ့ခံစားချက်တွေကိုပညာသားပပနဲ့စီမံခန့်ခွဲနိုင်စွမ်းဖြစ်ပြီးအောင်မြင်တဲ့ဘဝတစ်ခုကိုပုံဖော်ရမှာမရှိမဖြစ်လိုအပ်တဲ့အရေးအချင်းတစ်ရပ်ဖြစ်ပါလေ ဒီဆွမ်းရည်ကကျွန်တော်တို့ကိုစိတ်ခံစားမှုတွေရဲ့ထိန်ချုပ်မှုအောက်ကနေလွတ်မြောက်စေပြီးစင်ကြံတုံတရားနဲ့ပုံမှန်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင်ကူညီပေးပါလိမ့်မယ်။အပိုင်း၃မိမိကိုယ်ကိုလှုံ့ဆော်နိုင်ခြင်း motivation motivation ဆိုတာပန်းနိုင်တစ်ခုကိုရောက်ရှိဖို့အတွက်ကိုယ့်ကိုယ်ကိုတက်ကြွစွာသွန်အားပေးနိုင်စွမ်းရှိရာကိုဆိုလိုပါတယ်။ဒါဟာကိုယ့်ရဲ့အတွင်းစိတ်ကနေဖြစ်ပေါ်လာတဲ့လောင်စာဆီတစ်ခုလိုပါပဲ။ ဆိုင်ရည်သူရဲ့အဆိုအရ emotional intelligence မြင့်မာတဲ့သူတွေဟာပြင်ပစုလက်တွေဖြစ်တဲ့ငွေကြေး၊ဂုဏ်ပြုစုတွေဒါမှမဟုတ်ချီးကျူးမှုတွေထက်ကိုလောက်ဆောင်နေတဲ့အရာပေါ်မှာစိတ်ရင်းမှန်နဲ့စိတ်အားထက်သန်မှုအပြည့်အဝရှိကြပါတယ်။သူတို့ဟာကိုရဲ့လောရက်တွေအပေါ်မှာစိတ်အားထက်သန်ပြီးပန်းနိုင်စီကိုရောက်ဖို့အတွက်အခက်အခဲတွေကိုရင်ဆိုင်ကြော့ဖြတ်ဖို့စိတ်ပိုင်းဆိုင်ရာခွန်အားအပြည့်အဝရှိပါတယ်။ စာရေးသူဟာ motivation ကိုအချက်၃ချက်နဲ့ရှင်းပြထားပါတယ်။မိမိကိုယ်ကိုလှုံ့ဆော်နိုင်မဲ့ပထမဆုံးအချက်ကတော့အောင်မြင်လို့စိတ်ထင်ပြခြင်းဖြစ်ပါတယ်။ဒါဟာပုံမူကောင်းမွန်အောင်လှုံ့ဆော်လို့စိတ်တန်းနိုင်တွေစီရောက်ရှိအောင်ကြိုးစားလို့စိတ်ခင်ပြတာကိုဆိုလိုပါတယ်။ EQ မြင့်မာတဲ့သူတွေဟာစိန်ခေါ်မှုတွေကိုကြောက်ရွံ့မနေပဲကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုအမြဲတိုးတက်အောင်ကြိုးစားနေတတ်ကြပါတယ်။ သူတို့ဟာကိုကုတ်ကိုတတ်မှတ်ထားတဲ့စံနှုန်းတွေကိုကြော်လွန်အောင်လှုံ့ဆော်ဖို့ကြိုးစားပြီးရလက်ကောင်းတွေရရှိဖို့အတွက် အမြဲမပြတ်တင်ယူလေ့လာနေတတ်ကြပါတယ်။ဒါဟာအောင်မြင်မှုကိုရဖို့အတွက်ခြင်းပကနေတွန်းအားပေးစရာမလိုပဲကိုရာရဲ့အတွင်းစိတ်ကနေလှုံ့ဆော်မှုတွေရရှိနေတာဖြစ်ပါတယ်။မိမိကိုကိုလှုံ့ဆော်နိုင်မဲ့ဒုတိယအချက်ကတော့တက်ကြွခြင်းနဲ့အကောင်းမြင်စေရှိခြင်းပါ။ motivation မြင့်မာတဲ့သူတွေဟာအချိန်နေတွေဘလောက်ပဲခက်ခဲပါစေအကောင်းမြင်စိတ်ကိုထိန်းသိမ်းထားနိုင်ပါတယ်။သူတို့ဟာစိန်ခေါ်မှုတွေကိုအခွင့်အလန်းအဖြစ်မြင်တတ်ကြပြီးယာယီရှုံးနိမ့်မှုတွေကနေသင်ခန်းစာယူကာဆက်လက်စူးစမ်းတတ်ကြပါတယ်။တက်ကြွပြီးအကောင်းမြင်စိတ်ရှိခြင်းကစိတ်ပြတ်အားငယ်မှုတွေနဲ့စိတ်ဖြစ်စီမှုတွေကိုကြော်လာနိုင်ဖို့ခွန်အားပေးပြီးပန်းနိုင်စီကိုဆက်လက်လျှောက်လှမ်းနိုင်အောင်တွန်းအားပေးပါတယ်။ သူတို့ဟာအခက်ခဲတွေကြုံလာရင်တော့မျှော်လင့်ချက်မဆုံးရှုံးပဲအဖြစ်ကိုရှာဖွေတတ်ကြပါတယ်။တတိယအချက်ကတော့အစာဖြူလှုံ့ဆော်နိုင်စွမ်းဖြစ်ပါတယ်။မိမိကိုယ်ကိုလှုံ့ဆော်နိုင်စွမ်းရှိသူတွေဟာပြဿနာကိုစောင့်မနေပဲကိုယ်တိုင်ဥဆောင်ပြီးဖြေရှင်းတတ်ကြပါတယ်။အခွင့်အလမ်းကိုမြင်တတ်ပြီးကိုယ်တိုင်ရှေ့ထွက်ပြီးလှုံ့ဆော်တတ်ကြပါတယ်။သူတို့ဟာအချိန်နည်းတစ်ခုကိုပုံမကောင်းမွန်အောင်ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့စတင်လှုပ်ဆောင်မှုကိုပြုလုပ်ဖို့မကြောက်တတ်ကြပါဘူး။လှုပ်ချင်တဲ့စိတ်ရှိရင်ဘာမှဆိုဖြစ်နိုင်နေဆိုတဲ့ခံယူချက်မျိုးနဲ့အမြဲတက်ကြွနေတတ်ပြီးလက်တွေ့အကောင့်အထည်ဖော်ရမှလည်းတက်ကြွစွာ ပါဝင်တတ်ကြပါရယ်။မိမိကိုယ်ကိုလှုံ့ဆော်နိုင်ခြင်း motivation ဟာကျွန်တော်ရဲ့စိတ်ခံစားမှုတွေကို ပန်းနိုင်တစ်ခုစီဦးတည်သွားအောင်အသုံးပြုနိုင်စွမ်းဖြစ်ပါရယ်။ ဒီဆွမ်းရည်ကကျွန်တော်တို့ကိုစိန်ခေါ်မှုတွေကိုကြော်လွားပြီးဇွေမလျှော့ပဲဆက်လက်ကြိုးစားနိုင်အောင်တွန်းအားပေးပါတယ်။ motivation မြင့်မားခြင်းဟာပုဂ္ဂလိကဘဝမှာရော အလောကန်ကဏ္ဍမှာပါအာမြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရေးချင်းတစ်ရပ်ဖြစ်ပါတယ်။အပိုင်းလေးသူတစ်ပါးကိုစာနာနားလည်နိုင်ခြင်း empathy empathy ဆိုတာသူတစ်ပါးရဲ့စိတ်ခံစားချက်တွေအမြင်တွေနဲ့အတွေ့အကြုံတွေကို ကိုယ်တိုင်ခံစားနေရတယ်လို့မျိုးနားလေပြီးနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။ဒါဟာကိုယ့်ရဲ့အတွေးမြင်ထက်ကျော်လွန်ပြီးသူတစ်ပါးရဲ့ရှုထောင့်ကနေမြင်တတ်ဖို့ကြိုးစားခြင်းပါပဲ။ empathy ရှိသူတွေဟာတခြားသူတွေရဲ့စိတ်ခံစားမှုဆိုင်ရာလိုအပ်ချက်တွေကိုလဲလဲကူကူသိရှိနားလည်နိုင်ပြီးသူတို့ရဲ့ခံစားချက်တွေကို လေးစားစွာတုံ့ပြန်တတ်ကြပါတယ်။စာရေးသူက empathy ကိုပုံမမြင်တာအောင်အချက်၃ချက်နဲ့ရှင်းပြထားပါတယ်။ပထမဆုံးအချက်ကတော့ သူတစ်ပါးကိုနားလည်နိုင်စွမ်းမှာဒါဟာအခြားသူတွေဘလို့ခံစားနေရလဲဘာတွေတွေးနေလဲဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သူတို့ရဲ့ခံစားချက်တွေပြောစကားတွေညံ့နာအမှုရာတွေကိုဟန်အနေအထားတွေကနေတဆင့်ဖတ်နိုင်စွမ်းရှိတာကိုဆိုလိုပါတယ်ဥပမာတငယ်ချင်းတစ်ယောက်ကစိတ်ဓာတ်ကျနေတာကို သူ့ရဲ့မျက်နှာအမှုရာနဲ့စကားပြောဟန်ကနေသိရှိပြီးသူစိတ်မကောင်းဖြစ်နေတာပဲလို့နားလည်နိုင်တာမျိုးပါ ဒါဟာအခြားသူတွေရဲ့စိတ်ခံစားမှုအခြေအနေကိုသတိပြုမိပြီးသူတို့ရဲ့အတွင်းစိတ်ကဘာကို မြင်နိုင်အောင်ကြိုးစားရပဲဖြစ်ပါတယ်။ဒုတိယအချက်ကတော့ဝန်ဆောင်မှုပေးလို့စိတ်ပါ။ empathy မြင့်မာတဲ့သူတွေဟာအခြားသူတွေရဲ့လိုအပ်ချက်ကိုနားလည်တဲ့အတွက်သူတို့ကိုကူညီပေးခြင်းစိတ်ဝန်ဆောင်မှုပေးခြင်းစိတ်ရှိကြပါတယ်။ဒါဟာဖောက်တယ်တွေကိုပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုပေးတာမျိုး ဒါမှမဟုတ်လုံဖို့ကင်ဖက်တွေရဲ့အခက်ခဲတွေကိုကုညီဖြေရှင်းတာမျိုးဖြစ်နိုင်ပါတယ်။သူတို့ဟာကိုယ့်ရဲ့လုံရက်တွေကနေတဆင့်သူတမားအတွက်ဘလို့တန်ဖိုးတွေပေးစွမ်းနိုင်မလဲဆိုတာကိုအငြင်းစဉ်းစားတတ်ကြပါတယ်။ဒီစိတ်ဓာတ်ကလူမှုဆက်ဆံရေးရောလုပ်ငန်းခွင့်မှာပါအောင်မြင်မှုအတွက်အရေးပါပါတယ်။တတိယအချက်ကတော့မတူ꽌ပြမှုကိုလက်ခံနိုင်ခြင်းပါ။ကဘာကြီးမှာမတူညီတဲ့နောက်ခံလူမျိုးတွေရင်ကျိမှုတွေအတွေးခေါ်တွေနဲ့ပြင်းထန်နေပါတယ် အမ်ပါတီရှိသူတွေဟာဒီမတူကွဲပြားမှုတွေကိုလေးစားတတ်ပြီးတူးချင်းစီရဲ့ထူခြားတဲ့အားသာချက်တွေကိုအတိအမှတ်ပြုတ်တတ်ကြပါတယ်။သူတို့ဟာမတူညီတဲ့အမြင်တွေကို နားထောင်ဖို့ဆန္ဒရှိကြပြီးအဲ့ဒီအမြင်တွေကနေတင်ယူဖို့လည်းအသင့်ရှိပါတယ်။ဒီစွမ်းရည်ကအဖွဲ့အစည်းတွေမှာပုံမိုခိုင်မာတဲ့အဖွဲ့အစည်းရှင်စည်းမှုကိုတည်ဆောက်နိုင်စေပြီးပဏိပခတွေကိုလည်းထိရောက်စွာဖြည့်ရှင်းနိုင်စေပါတယ်။သူတစ်ပါးကို နားလဲစာနာနိုင်ခြင်း empathy ဟာ လူသားချင်းချိတ်ဆက်ပေးတဲ့တရားတစ်ခုလိုပါပဲ။ဒါဟာအခြားသူတွေရဲ့ခံစားချက်ကိုနားလည်ပေးခြင်းအဖြစ်ပုံမှန်နဲ့ရှာနေဆက်ဆံရေးတွေကိုတည်ဆောက်နိုင်စေပါတယ်။ Empathy ရှိခြင်းကကျွန်တော်တို့ကိုပုံမှန်ကောင်းမွန်တဲ့ခေါင်းဆောင်တွေပုံမှန်ကောင်းမွန်တဲ့တငယ်ချင်းတွေမိသားစုဝင်တွေဖြစ်လာစေပြီးပုံမှန်တဟဇာတာဖြစ်တဲ့လူအဖွဲ့အစည်းကို ဖန်တီးရမှာလေအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အပိုင်းကလူမှုဆက်ဆံရေးကျွမ်းကျင်မှု social skill social skill ဆိုတာအခြားသူတွေနဲ့ထိရောက်စွာဆက်ဆံနိုင်စွမ်းအဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့သူတစ်ပါးကိုလွှမ်းမိုးနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။ဒါဟာ EQ ရဲ့အမြင့်ဆုံးအစင်းလို့ပြောလို့ရပါတယ်။ရှေ့မှာပြောခဲ့တဲ့မိမိကိုယ်ကိုသိရှိနားလည်ခြင်း၊ထိန်းချုပ်နိုင်ခြင်း၊လှုံ့ဆော်နိုင်ခြင်းနဲ့သူတစ်ပါးကို စာနာနားလည်စေနိုင်ခြင်းစတဲ့အခြေချင်းတွေကိုအခြေခံပြီး အခြားသူတွေနဲ့အကျိုးရှိရှိပေါင်းသင်းဆက်ဆံနိုင်ဖို့လိုအပ်တဲ့စွမ်းရည်တွေပဲဖြစ်ပါတယ်။စာရေးသူက social skill ကိုအချက်၆ချက်နဲ့ရှင်းပြထားပါတယ်။ပထမဆုံးအချက်ကတော့ဩဇာလွှမ်းမိုးနိုင်စွမ်းပါ။ဒါဟာအခြားသူတွေကိုမိမိရဲ့အမြင်တွေအယူအဆတွေဒါမှမဟုတ်လုံဆောင်ချက်တွေအပေါ်လွှမ်းမိုးနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။ လူမှုဆက်ဆံရေးကျွမ်းကျင်သူတွေဟာသူတစ်ပါးရဲ့ခံစားချက်နဲ့လူအပ်ချက်တွေကို နားလည်ပြီးအဲ့ဒီအပေါ်မှာအခြေခံပြီး ထိထိရရဆက်သွယ်ပြောဆိုနိုင်ကြတာကြောင့်သူတို့ရဲ့စကားတွေကို လူတွေကပိုပြီးလက်ခံယုံကြည်တတ်ကြပါလေ။သူတို့ဟာအတင်းအကျပ်စေခိုင်းတာမျိုးမဟုတ်ဘဲကိုယ့်ရဲ့ခံယူချက်တွေနဲ့ဥစားမှုစွမ်းရည်တွေနဲ့လွှမ်းမိုးတတ်ကြပါလေ။ဒုတိယအချက်ကတော့ထိရောက်စွာဆက်သွယ်ပြောဆိုနိုင်စွမ်းဖြစ်ပါတယ်။ ဒါဟာကိုယ့်ရဲ့အတွေ့အခေါ်တွေခံစားချက်တွေကိုရှင်းရှင်းလင်းလင်းနဲ့နားလည်အောင်ဖော်ပြနိုင်စွမ်းရှိသလိုသူတစ်ပါးရဲ့စကားတွေကိုလည်းနားထောင်နိုင်စွမ်းရှိတာကို ဆိုလိုပါတယ်။စကားလုံးတွေကိုဟန်အနေထားတွေနဲ့မျက်နှာအမူအရာတွေကို ပေါင်းဆက်အသုံးပြုပြီးတည်င်းအချက်အလက်တွေကိုမှန်မှန်ကန်ကန်ပေးပို့နိုင်စွမ်းရှိပါတယ်။နားလည်မှုလွဲမှားခြင်းတွေကိုရှောင်ရှားပြီးပွင့်လင်းမြင်သာတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ပါတယ်။ ။တတိယအချက်ကတော့ပဏိပခများကိုဖြည့်ရှင်းနိုင်စွမ်းပါ။လူအချင်းချင်းဆက်ဆံရမှာသဘောထားကွဲလွဲမှုတွေပဏိပခတွေဖြစ်ပေါ်လာတတ်ပါတယ်။ social skill ကောင်းမွန်တဲ့သူတွေဟာဒီလိုအခြေအနေတွေမှာစိတ်တည်ငြိမ်စွာနဲ့အေးအေးဆေးဆေးဖြည့်ရှင်းတတ်ကြပါတယ်။နဖက်လုံးအတွက်အကျိုးရှိမဲ့အဖြစ်ကိုရှာဖွေပြီးဆက်ဆံရေးကိုမပြတ်စေအောင်ထိန်းသိမ်းထားနိုင်စွမ်းရှိပါသည် သူတို့ဟာပြဿနာကိုတဖတ်တတ်မကြည့်ပဲပါဝင်ပတ်သက်သူအားလုံးရဲ့အမြင်ကိုနားထောင်ပြီးတင့်လျော်တဲ့နီးလန့်နဲ့ရှာဖွေတတ်ကြပါတယ်။စတုထအချက်ကတော့အခန်းဆောင်မှုပါ။ social skill ကောင်းမွန်တဲ့သူတွေဟာအခြားသူတွေကိုလှုံ့ဆော်ပေးနိုင်စွမ်းရှိပြီးဘုံပန်းနိုင်တစ်ခုစီကိုဥဆောင်နိုင်စွမ်းရှိပါတယ်။သူတို့ဟာအငင်းကျဲသူတွေဖြစ်ပြီးအခြားသူတွေကိုလည်းသူတို့ရဲ့လုံနိုင်စွမ်းကိုအပြည့်အဝအသုံးချနိုင်အောင်ကူညီပေးတတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတယောက်မှာလိုအပ်တဲ့အချက်တွေဖြစ်တဲ့ဆုံးဖြတ်ချက်ချနိုင်မှုတာဝန်ယူနိုင်မှုနဲ့အဖွဲ့အစည်းကို စီးလုံးအောင်လုံဆောင်နိုင်စွမ်းနည်းပါဝင်ပါတယ်။ပြင်စမအချက်ကတော့အပြောင်းအလဲကိုတွန်းအားပေးခြင်းပါ။ကမ္ဘာကြီးဟာအမြဲတမ်းပြောင်းလဲနေပါတယ်။ social scale မြင့်မာတဲ့သူတွေဟာဒီလိုအပြောင်းအလဲတွေကိုကြောင်းရုံမနေဘဲသူတို့ကိုယ်တိုင်ဥစားမီအပြောင်းအလဲတွေကို ဖန်တီးနိုင်စွမ်းရှိပါတယ်။သူတို့ဟာလက်ရှိအခြေအနေထက်ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုမြင်တတ်ပြီး အဲ့ဒီအနာဂတ်စီကိုရောက်အောင်အခြားသူတွေကိုလည်းဥဆောင်ခေါ်ယူနိုင်ပါတယ်။အခက်ခဲတွေကြုံရရင်တော့လမ်းမလျှော့ပဲတိုးတက်ပြောင်းလဲဖို့ကြိုးစားတတ်ကြပါတယ်။နောက်ဆုံးအချက်ကတော့ပေါင်းသင်းဆက်ဆံရေးကိုရဲ့တိဆောက်ခြင်းမှာဂျာဟာအခြားသူတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေအကျိုးရှိတဲ့ကွန်ရက်တွေကိုတည်ဆောက်နိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။လူမှုဆက်ဆံရေးကျွမ်းကျင်သူတွေဟာမတူညီတဲ့လူမျိုးပေါင်းစုံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ကြပြီး တယောက်နဲ့တယောက်အပြန်အလှန်ကူညီဖေးမတတ်ကြပါရဲ့ဒီလိုကွန်ရက်တွေကပௌကလိကဘဝမှာရော အလောက်ကင်ခန်းသားမှာပါအောင်မြင်မှုအတွက်အရေးပါပါတယ်လူမှုဆက်ဆံရေးကျန်းကျင်မှု social skill ဟာကျွန်တော်တို့ရဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် EQ ရဲ့အမြင့်ဆုံးဖော်ပြချက်ဖြစ်ပါတယ်ဒါဟာကိုယ့်ရဲ့အတွင်းစိတ်ကဘာကိုနားလည်ပြီးနောက်အဲ့ဒီနားလည်မှုကိုအခြေခံပြီးအခြားသူတွေနဲ့ထိရောက်စွာဆက်ဆံနိုင်စွမ်းပါပဲ ဒီစွမ်းရည်ကကျွန်တော်တို့ကိုပုံမှန်ကောင်းမွန်တဲ့ခေါင်းဆောင်တွေပုံမှန်ကောင်းမွန်တဲ့အဖွဲ့ဝင်တွေပုံမှန်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်အောင်ကူညီပေးပါလိမ့်မယ်။အခုဆိုရင်တော့ Daniel Goleman ရဲ့ Emotional Intelligence စာအုပ်ကိုလေ့လာခဲ့ကြပြီးပါပြီ။ကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကိုနားလည်ခြင်းကောင်းမွန်စွာထိန်းချုပ်ခြင်းနဲ့အပေါင်းလက္ခဏာဆောင်တဲ့နည်းလမ်းတွေကိုအသုံးပြုတတ်ခြင်းဟာဘဝရဲ့ခန္ဓာတိုင်းမှာအောင်မြင်မှုနဲ့ပျော်ရွှင်မှုအတွက်အရေးကြီးဆုံးပဲဆိုတာပါပဲ။ စာရေးသူက EQ ဟာ IQ လိုပဲမွေးရပါရှိတဲ့အရာမဟုတ်ပဲလေ့ကျင့်ယူလို့ရတဲ့စွမ်းရည်ဖြစ်တာကြောင့်လူတိုင်းတိုးတက်အောင်လုပ်ယူနိုင်တယ်လို့ဆိုပါတယ်။စာအုပ်ထဲမှာပါတဲ့အချက်တွေကိုလေ့လာပြီးကိုယ့်ရဲ့ EQ ကို မြင့်တင်မယ်ဆိုရင်ပုံမှန်ကောင်းမွန်တဲ့လူမှုဆက်ဆံရေးပုံမှန်ပျော်ရွှင်တဲ့ဘဝနဲ့အောင်မြင်တဲ့အလို့အကံ့အခွင့်အလမ်းတွေကိုဖန်တီးနိုင်မှာပါ။ ဒါကြောင့်ပြိသက်ကြီးလဲဒီစာအုပ်တွေကအ내တာရတွေကိုလက်တွေ့ဘဝမှာအသုံးချပြီးပုံမှုပြည့်စုံတဲ့ဘဝတစ်ခုဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုရင်ဒီနေ့တင်ဆက်မှုကိုဒီမှာပဲနှိကုံချုပ်လိုက်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးတင်ရှိပါတယ်။အားလုံးပဲကြော်ရှင်ချမ်းမြေ့ကြပါစေ။